အာနာရှင်တို့စူမိုရီခေတ်ကူမှာ passage ban တွေကဌာနချုပ်ကတက်ပြန်ဆုတ်ခွာရင်အမေရလက်ရှိတဆွဲနေထားတဲ့ scan မှာရှိသည့်မြရာအကုန်လုံးကိုမိရှုဖန်စီထားတဲ့အကျဉ်းသားတွေလည်းတက်ပြစ်ပြီးလောအတာတွေတည်ယူနေကြပါတယ်။ဂျပန်နဲ့တည်ယူနေတဲ့အထင်မှာ family နဲ့ထည့်ထားတဲ့အကြည်ရည်လေးကတော့စိတ်ဝင်စားဖွယ်ဖေးနည်းဖြစ်နေခဲ့ပါတယ်။ဒကားစီကနေထုတောင်းနေတဲ့အတန်တွေနဲ့တဒါဝါကောင်အပါဝင် scan ကြီးတစ်ခုလုံးဟာလည်းမီးလောင်မှုတွေကြောင့်ပျက်စီးလာရပါတယ်။ဂျပန်တွေတက်ဆုတ်ခွာရမယ့်နေရာကတော့ကျောင်းဆောင်လို့ခေါ်တဲ့မြို့လေးဖြစ်ပြီးတော့ ဇလန်လေးတစ်ခုလည်းအသက်ဝင်လာပါတော့တယ်။အပိုင်းတဲ့နာကျင်တို့မဟုတ်အကောင်းဆုံးအားမိတ်ဆက်ခြင်း1945ခုနှစ်၃လပိုင်းကုန်ကြောင်းဆောင်မြည်ရဲ့နှွေဦးရာသီလေးတစ်ခုမှာတော့တရားတစင်းပေါ်ကနေမိမပြူလေးတယောက်နဲ့လူကြီးတယောက်ဆင်းလာခဲ့တယ်။လူစီကားတဲ့နေရာမှာသတင်းစာဝယ်နေရင်ဂျပန်တွေကသတင်းစာနဲ့လွတ်လပ်ရေးဝါဒဖြန့်နေသူတွေကိုဖမ်းဆီးနေတာကြောင့်အခုမှရောက်လာတဲ့သူတို့နှစ်ယောက်လည်းရှိနေရာနေရာမှာအ мян ထွက်ခွာရတော့တယ်။ဖမ်းဆီးခံရတဲ့သူတွေကိုဂျပန်တွေကအသေးခံလား ဂျပန်စစ်သားဝင်လို့မလားရွေးချယ်ခိုင်းပါတော့တယ်။တဖက်မှာတော့ဂျောင်းဆောင်ရဲ့ရုံးမှုချုပ်အီရှီကာဝါရဲ့အမျိုးသမီးမာရီတာနဲ့ဖောက်ပြန်လို့ဆိုပြီးလူတစ်ယောက်ကညှဉ်းပန်းနှိပ်စက်ခံနေရပါတယ်။သူကတော့ရွှေရနာအိမ်တော်လို့တင်စားခေါ်ပေါ်ကြတဲ့ဘုန်းကျောင်းရဲ့အဓိကအချက်ချာနေရာမှာရှိပြီးပြိုင်ပတ်မရှိဂျောင်းဆောင်ရဲ့အကောင်းဆုံးနမင်အကြီးဆုံးအပေါင်ဆိုင်ပိုင်ရှင်ခင်လေးဂျန်ထဲဆမ်းမန်ဖြစ်ပါတယ်။ အိန်တော်ဒိန်းနာဝဒေမန်နေဂျာကကောင်းလေးဘုံအားတို့နဲ့အတူဘုံကျောင်းရဲ့နမဲကြီးပြရုပ်အကြောင်းလားတုံဆိုင်နေစရာမရှိစိတ်ဆရာအတိုင်းအပိုင်လို့ပြစ်နိုင်တဲ့ခင်းလေးဂျမ်းသေးဆန်ဟာလက်ရှိမှာတော့ဖောက်ပြန်မှုနဲ့ဖန်စီရိုက်နေခံရပါတော့တယ်ရေမှုကြီးအရှိခါပါကိုထင်လွဲနေကြောင်းနဲ့မင်းမြတဲ့မျိုးသမီးဖြစ်တဲ့မာရီဒါကိုပါတန်တရားဝင်နေတာလားဆိုပြီးဖြေရှင်းလိုက်လို့အစဉ်ပြေသွားတာကြောင့်ပြန်လွတ်တော့ပေမဲ့ ရှိရနာအိမ်တော်ကတခင်လေးဂျန်တဲဆက်ဟာရှာရှိပြီးရဲမကြီးကျွန်တော်စီကတကယ်လို့ရှင်နေတာဘာပါလဲဆိုပြီးတွားမိခဲ့ပါတယ်ရဲမကြီးရဲ့အငင်တောင်းဖြစ်တဲ့မြောင်ချာကတပတ်တိတိပြောင်းနေပြီးရဲတနာကတောင်မရှာနိုင်တာကြောင့်ဘုန်းကျောင်းရဲ့နံပါတ်1အချက်လက်ဌာနကြီးဖြစ်ပြီးဘုန်းကျောင်းမှာပတ်စံဖြစ်ဖြစ်ပစ္စည်းဖြစ်ဖြစ်လူပဲဖြစ်ဖြစ်လိုချင်တာရှိရင်အရင်ဖြတ်သွားရတဲ့ဂျန်တဲဆက်ကိုအပြုံမဲ့ရှာပေးရမယ်လို့ချိန်ချောက်ခဲ့ပါတယ်မရှာပေးခဲ့ရင်ဂျန်တဲဆက်ပိုင်ဆိုင်မြောက်ကိုဆုံးရှုံးရမှာပဲဖြစ်ပြီး ဂျန်တေဆန်ကိုရိုင်ကိုလေစစ်မြေပြင်ကိုစစ်လို့มาပဲဖြစ်ပါတယ်။အခုလိုချိန်ကြောက်ခံနေရတာတော့မှရှာရှိနိုင်တဲ့ရွှေရတနာအိမ်တော်ကတခင်လေးဟာဘယ်အချိန်တိရှာပေးရမလဲဆိုပြီးတွားမိပါတယ်။သူရလိုက်တဲ့အချိန်ကတော့ဆာကူရာပန်းမချွေခင်အချိန်တိဖြစ်ပါတယ်။ဒီလိုနဲ့တစ်ဖက်မှာတော့ယထာဘောက်ကဆင်းလာတဲ့လူကြီးကရပ်ဘားတစ်ခုစီဝင်ပြီးတော့ဆာချီမိုတိုဆိုတဲ့ဂျပန်လူမျိုးဗကြီးဆရာတဦးအကြောင်းစုံစမ်းနေခဲ့ပါတယ်။အဲ့လိုနဲ့ရပ်ဘားမှာရှိတဲ့အမျိုးသမီးကလည်းဒီဘုံချောင်းမှာလောအပ်တာရှိရင် ဂျန်တန်ဆန်းဆိုသူစီကနေတဆင့်သွားရတာဖြစ်ပြီးတော့မှဂျောင်းဆောင်ရဲ့နံပါတ်၁သတင်းအချက်လက်ဖြစ်တဲ့ရွှေရတနာအိန်တော်ကတခင်လေးဂျန်တန်ဆန်းစီကိုလမ်းညွှန်ပေးလိုက်ပါတယ်။တခင်လေးဂျန်တန်ဆန်းဘက်မှာတော့နော်ဝတဲမန်နေဂျာဂူရိုနဲ့အတူတူပြဿနာကိုဖြေရှင်းရဲ့နီလန်းရှာဖွေနေပါတယ်။ယာရီမြဆက်တွေတွေကိုအကုန်သုံးပြီးအပြုံမင်းမြောင်ချရဲ့တဲလွန်စားကိုရှာဖွေဖို့မန်နေဂျာကူကိုတာဝန်ပေး။ကောင်လေးဘုံအောက်ကိုတော့သူ့တငယ်ချင်းဖြစ်တဲ့ဂျွန်တက်ကိုရှာဖွေပြီးသူနဲ့လာတွေ့ဖို့ပြောခိုင်းလိုက်ပါတယ်။ အင်တော်ထိန်နာဝဒေကတော့သူ့မှာရှိသည့်မြပစ္စည်းတွေကိုတင်းမထွက်ပဲတိတ်တဆိတ်ဖြည်းဖြည်းချင်းရောင်းထုတ်ပေးဖို့ပဲဖြစ်ပါတယ်။လိုအပ်ရင်ကြောင်းဆောင်ကနေထွက်တော်လို့ရနိုင်ရန်အတွက်လေနောက်လထွက်မဲ့တင်းမို့ကိုပါစုံစမ်းခိုင်းခဲ့ပါတယ်။ပျောက်ဆုံးနေရတဲ့အပြုံမဲ့လေးမြောင်ကြာကတော့တကယ်တမ်းအချင်းတော်တို့ကမှဂျပန်တွေရဲ့အဖမ်းခံနိုင်ရတော့ဖြစ်ပြီးသူ့လိုပဲအဖမ်းခံနိုင်ရတဲ့အခြားသောအမျိုးသမီးတွေရှိနေပါတယ်။ဖမ်းခံနိုင်ရတဲ့အမျိုးသမီးတွေထဲကနှစ်ယောက်ကိုရွေးပြီးတသက်တီချအချင်းချခန်းစီခေါ်သွားပါတယ်။ တီးကြခန်းစီခေါ်သွားပြီးနောက်စားဖို့မုံနဲ့ရေချထားပေးတာကြောင့်ဆာလမုတ်သိနေတဲ့အမျိုးသမီးနှစ်ယောက်ကလည်းဘာမှသူရနေခြင်းမရှိပဲစားပြစ်လိုက်တော့တယ်။တကယ်တမ်းတောက်မဲ့ရေထဲမှာဇလန်းအစဂျပန်တွေတက်ဆုပ်တုံးကလိုအပ်တာတည်ယူနေတဲ့အထက်မှာဖန်မလင်းနဲ့ထည့်ထားတဲ့အချီရေလေးရဲ့အရေပါရောထည့်ထားခဲ့တာပါ။ရထားဘောက်ကဆင်းလာခဲ့တုံးကမိမလာလေးကလည်းဆိုင်းဆိုင်ကနေပြက်နေတဲ့ဆိုင်ငယ်ကိုဝေယူခဲ့ပြီးတွပြင်ပြီးတော့မှကြောင်ဆောင်ရဲ့တည်င်းချက်လက်ဖြစ်တဲ့ တခင်လေးဂျန်ထန်ဆန်ကိုစောက်ကြည့်နေခဲ့ပါတယ်။တကယ်တမ်းရွှေရနာဆန်အင်ကိုစောက်ကြည့်နေတာမိမလာလေးတယောက်တည်းမဟုတ်ဘဲရေမူကြီးအီရှိခါဝါရဲ့လူတွေပါစောက်ကြည့်နေတဲ့ရှိပါတယ်။အဲ့လိုနဲ့မိမလာလေးစောက်ကြည့်နေရင်ညဘက်ရောက်တော့ဂျန်ထန်ဆန်ကသူ့တငငချင်းဖြစ်တဲ့ဝန်ကျွန်းတက်ကိုတွေးဖို့သွားပါတယ်။ တတိယလို့ပြီးပြီးကက်စင်းနေပြီးညံပြေးချက်ကတော့သူ့ကိုစောက်ကြည့်နေလျက်ရှိတဲ့ရဲမှုကြီးရဲ့လူကိုယ်တော်ကားနဲ့တောင်းတဲ့နေရာကိုလိုက်ပို့ခိုင်းလိုက်ပါသေးတယ်။ချိန်ထားတဲ့စီတွားရလမ်းမှာမိမလာလေးနာယောခံလိုက်လာတော့ကိုဂျန်တန်ဆက်ကတိပြီးနောက်ထိတ်တိုက်တွေ့ရအတိုက်အခတ်အနေငယ်ဖြစ်ကြပြီးနောက်သူမသားကိုမသားအချင်းကြီးကြောင့်လက်နက်တွေကိုစီချပြီးနာယောခံလိုက်ရတဲ့အကြောင်းရင်းကိုပြောကြတော့စာချီမိုဒိုဆိုတဲ့သူကိုရှာနေတာဖြစ်ပြီးတကယ်တမ်းတော့မိမလာလေးရှာနေတာကသူ့မိခင်ကိုရှာနေတာဖြစ်ပြီး အတူတူဝါလာတဲ့သူကလည်းသူ့အဖေဖြစ်နေပါဗျ။ဂျန်နဆန်ဘက်ကသူ့အမိနဲ့ပတ်သက်ပြီးပေါက်ကီးရပြောလို့ပါပီမင်းလေးတစ်ချက်ရိုက်ခံလိုက်ရပြီးမိမလာလေးနဲ့ဂျန်နဆန်တို့ဟာတခရင်ပြဆက်ဖြစ်သွားပါတော့တယ်။အင်နိုဒိန်းနာဝတဲ့ဘက်မှာလည်းယရနာဆိုင်ကပစ္စည်းတွေကိုရောင်းချနေရင်ပွဲစားကနေစင့်လိုအပ်ထောင်လိုင်းရေးတမားတွေလက်တင်းကိုကြားလိုက်ခဲ့ရပါတယ်။ကျိုးစုံပြည်တင်တာမကတရုတ်ပြည်ဘက်တွေထိပါရှာဖွေပေးနိုင်ပြီးတည်တဲ့သူဆိုရင်တော့မှရိုးကိုပြန်လာပေးနိုင်တဲ့အထည်နာမည်ကြီးတာကြောင့် ခင်လေးဂျန်တန်ဆန်အတွက်အသုံးဝင်နိုင်လောက်သားကြောင့်အိမ်မှာတွေ့ဖို့ချိန်ခဲ့လိုက်ပါတယ်။ခင်လေးဂျန်တန်ဆန်ပြန်ရောက်လာတော့လောကထောင်လန်းရေးတမားတွေနဲ့တွေ့လေတွေ့ရောသူနဲ့ပြဿနာဖြစ်ခဲ့တဲ့မိန်းမလေးတို့ဖြစ်နေခဲ့ပါတယ်။မိန်းမလေးရဲ့နာမည်ကတော့ယုံချေအိုးဖြစ်ပြီးကတော့ကဆနည်းနည်းဖြစ်ခဲ့ပေမဲ့အပြန်လဲအဆင်ပြေသွားကြပြီးယုံချေအိုးတို့ဘက်ကမြောင်ကြောက်ကိုရှာပေးရမှာဖြစ်ပြီးဂျန်တန်ဆန်ဘက်ကနေပြီးတော့မှဂျပန်နဲ့အဆက်အသွယ်အများကြီးရှိတာကြောင့်ဂျပန်လူမျိုးဗဂျီစရာဆာချီမိုတူကို ဆာကူရာပန်းမကြွေခင်အတိရှာပေးကြရင်တဘောတူခဲ့ကြပါတယ်။တစ်ဖက်မြောင်ကြတို့အဖမ်းခံရတဲ့နေရာမှာလေတီးတန့်ခွဲထားတဲ့နှစ်ယောက်ထဲကအမျိုးသမီးတစ်ယောက်ကတော့စမ်းတက်မှုကြရှုံးပြီးအပြာရောင်အဝတ်အစားနဲ့အမျိုးသမီးကတော့လက္ခဏာစပြနေပါတယ်။ချေအိုးတို့လိုက်ရှာနေတဲ့ပကြီးဆရာဟာအဲ့အချင်းထောင်မှာရှိနေပြီးလက္ခဏာပြတဲ့အပြာရောင်အမျိုးသမီးရဲ့ပုံကိုဆွဲဖို့သွားတဲ့အခါမှာတော့မတင်မှတ်ထားလောက်အောင်ကြောက်ဖို့ကောင်းတဲ့သတော်အစိုးကြီးအတွင်ပြောင်းနေခဲ့တာတွေ့ရပါတယ်။ ဆုံးဒီချက်ချုပ်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ like and subscribe လေးလုပ်ထားခဲ့ပြီးပါအောင်ခင်ဗျာလိုအပ်တာရှိရင်လည်း comment မှာရေးထားခဲ့လို့ရပါတယ်အားလုံးပဲတက်တာ